အော်မြန်မာနိုင်ငံကျွန်တော်တယောက်တည်းပါတခြားနိုင်ငံတွေမှာသူတို့ဝင်ပြိုင်ကြပါအခုသူတို့အာ tin pretin adapt အာ kst အဲ့အဲ့သူတို့အကုန်လုံးကသူတနိုင်ငံနိုင်ငံလိုက်နိုင်ငံလိုက်အကုန်လုံးပါလာကြတယ်မြန်မာနိုင်ငံကကျတော့ tin အနေနဲ့ကျွန်တော်တယောက်ဝေတော့ပြိုင်လိုက်ပါအော်ပထမဆုံးပြိုင်ပွဲအတွက်စုရစုရမယ်မရမယ်တော့ကျွန်တော်ကအဲ့လိုမျိုးမတွေးခဲ့ဘူးပထမဆုံးပြိုင်ပွဲဆိုကျွန်တော်အကောင်းဆုံးတော့ကြိုးစားလိုက်မယ်ဘာလို့ဆိုတော့ဒါကျွန်တော်ရဲ့ပထမဆုံးပြိုင်ပွဲအတွက်ကျွန်တော်အတွေ့အကြုံရရင်လို့တော့ပြိုင်လိုက်တာ ပြန်ကျွန်တော်အိမ်ပြန်ခီးမှာဘာမှမပါမဲ့ဘာမှမပါမဲ့အတူဒီလိုစုလေးပါလာတော့ကျွန်တော်တို့ပို့ရောဝန်းသာတာပေါ့အော်ဒီပြန်ဝဲကိုကျွန်တော်ပထမတော့မသိခဲ့ဘူးအဲ့ဒီကကျွန်တော်ရဲ့အမေကျွန်တော်အမေရဲ့အတီအနီမီမူဆိုတာကျွန်တော်မိတ်ဆက်ပေးခဲ့တယ်ဒီပြန်ဝဲကိုဒါဝင်ပြန်ကြည့်ပါလားလို့မိတ်ဆက်ပေးတော့အဲ့အနီမီမူဆိုတာအတီရင်ဒါချိတ်ဆက်မိပြီးဒီပြန်ဝဲပြန်ပြီးသွားတာပါ ထမအဦးဆုံးကျွန်တော်စပြီးတော့သွားပြီးတင်တန်းတင်တန်းစာစင်းတဲ့အချိန်မှာတော့ဟိုအဲ့တုန်းကတော့ကျွန်တော်ကတခါမှမလုပ်ဘူးနည်းနည်းစိတ်မပါသလိုလိုအဲ့လိုမျိုးစိတ်အဲ့လိုမျိုးလည်းဖြစ်ဖို့ဖြစ်တယ်ဒါပေမဲ့တင်တန်းစပြီးတော့ training ယူပြီးတော့တစ်ပတ်နှစ်ပတ်အတွင်းမှာကျွန်တော်အဲ့အဲ့ထဲကိုအခုကျွန်တော်လုပ်နေအလုပ်ထဲပို့ပြီးစိတ်ဝင်စားလာပြီးတော့ဟိုလိုပြောမယ်ပို့ပြီးလုပ်ချင်လာတယ်အစာပိုင်းမှာတော့အခက်အခဲကတော့ရှိရှိပါတယ်အဲ့ဟိုဘယ်လိုပြောရမလဲကျွန်တော်အရင်တို့ပခုံး ခါတွေပါနည်းနည်းကုန်းနေရတော့ခုံးနေပါအဲ့လိုမျိုးလေးနည်းတော့ position လေးတော့ပြင်ရတယ်။ဆရာကတော့တရားလေးကူးဆိုင်ပြီးကျွန်တော်ပြင်ပေးပါတယ်။အော်ပြိုင်ပွဲဝင်ခင်မှာကျွန်တော်ကြိုပြီးတော့ဘဏ္လာဘဏ္လာလောက်အချိန်ယူလိုက်ရလဲဆိုတော့ကျွန်တော်ပြိုင်ပွဲဝင်ခင်နှစ်လခွဲလောက်တော့အချိန်ယူလိုက်ရတယ်။နှစ်လခွဲအချိန်ယူလိုက်ရတယ်ပြီးတော့ပြိုင်ပွဲရောက်သွားပြိုင်ပွဲဝင်လာကြတော့6ရက်။အင်းပြိုင်ပွဲကလူကြီးတော့ကတော့အယောက်60ကျော်မှနေတူတယ်။အာပြိုင်ပွဲက category ၄ခုအနေနဲ့ကျွန်တော်ပြိုင်ရအာ ခစ်ပရီဒင်းတင်းနဲ့ tins and adat ဆိုပြီးတော့ပြန်ဝဲ၄၄ခုနည်းတော့ပြန်ရတယ်ကျွန်တော်ကအဲ့အဲ့အချိန်မှာမှာ tins ဆိုတဲ့ category မှာဝင်ရောက်ရှင်းပြရင်လာအာအဲ့လိုဝင်ရောက်ရှင်းပြတဲ့အချိန်မှာကျွန်တော်တို့ tin မှာအာအလုံးပေါင်းယောက်ျားလေးရော main ကလေးရောကျွန်တော်ကတူတူရှင်းပြရတယ်ပြန်ဝဲဖြစ်တယ်အဲ့တော့ကျွန်တော်အဲ့ပြန်ဝဲမှာမှာကျွန်တော် UK စုစုကရခဲ့စုကတော့အာ second runner ဖြစ်တယ်ပြန်ဝဲကလာတဲ့လျှောက်လုံးကကျတော့သူတို့ကကျွန်တော်မသိတဲ့လောက်ကတော့ကျွန်တော်စပြီးတော့ ဟိုလေကွင်းစာဆင်းပြီးတို့ဟိုတယ်သွားကြတယ်အဲ့ရစာပြီးအမှတ်ပြီးအမှတ်ပြီးစီးမြင်တာစတာတဲ့ဘယ်လိုပြောလဲအဲ့လိုဒီစုဘယ်လိုရလာလဲဆိုတော့ကျွန်တော်တေချာမတီးဟိုဘယ်လိုပြောဘယ်လိုပြောပြရမလဲတော့မသိဘူးအဲ့ပြန်ကျွန်တော်တို့စပြီးပြန်ဝဲစပြိုင်နေ20ရင်းနေရစပြီးတော့အဲ့25ရင်းနေဆုံးလဲအထိဒိုင်းနေရအပြန်ဝဲဝင်တယောက်ချင်းစီကိုအကုန်လုံးကြည့်ပြီးအမှတ်ပေးသွားတာအဲ့အမှတ်ဒီပုံမူဒီပေးတယ်လို့ကျွန်တော်ထင်ပြန်ဝဲဝင်ခြင်းတွင်မှာတော့ပထမတော့ကျွန်တော်ကျွန်တော်ပထမဆုံးအခုကနိုင်ငံသားမှာသွားပြီးပြန်ရတဲ့အတွက်ပြီးတော့ဟို ကိုကိုမသိတဲ့တခြားလူတွေနဲ့အဲ့လိုဆက်ဆက်တယ်ဆက်တယ်ပြောဆိုတဲ့အချိန်မှာတော့ကျွန်တော်တစ်ခါရအခက်အခဲရနေနေရှိခဲ့ဒါပေမဲ့ပထမပထမတည့်ရက်နေ့ပါပဲနောက်ပိုင်းကျတော့တငယ်ချင်းတွေတော့အာတယောက်နဲ့တယောက်ဟိုကူညီကြတယ်ဟိုပြောကြတော့ပြောကြတော့လည်း AC ကောင်းမှပြောလို့ရပါပထမကတော့ကျွန်တော်သူ့နဲ့ပြောဖို့ကလည်းနည်းနည်းကြောက်နေတယ်ဆိုတော့အင်္ဂလိပ်စာအရင်ကြီးဟိုဘယ်လိုမကျွမ်းအောင်ဗျာမကျွမ်းအောင်ဟိုကျွန်တော်ပြောတတ်တာလောက်ပဲရှိတယ်အဲ့လိုမျိုးအဲ့ဒီတစ်ခုတော့နည်းနည်းအခက်အခဲရှိတယ်ကျန်တာကတော့အခက်အခဲမရှိခဲ့ဘူး အော်မြန်မာနိုင်ငံကျွန်တော်တယောက်တည်းပါတခြားနိုင်ငံတွေမှာသူတို့ဝင်ပြိုင်ကြပါအခုသူတို့အာ tin pretin adapt kst အဲ့အဲ့သူတို့အကုန်လုံးကဟိုတနိုင်ငံနိုင်ငံလိုက်နိုင်ငံလိုက်အကုန်လုံးပါလာကြတယ်မြန်မာနိုင်ငံကကျွန်တော် tin အနေနဲ့ကျွန်တော်တယောက်ပဲတော့ပြိုင်လိုက်တော့အာအငယ်တာမျိုးတော့မရှိခဲ့ဘူးဒါပေမဲ့ဟိုပထမကတော့ဟိုပြိုင်ပွဲသွားတဲ့ပြိုင်ပွဲမှာတော့ပထမကတော့ဟိုမပြိုင်ခင်ပြိုင်ပွဲမစခင်ပထမအချိန်အားဆိုကျွန်တော်တို့နည်းနည်းတော့အငယ်တာပေါ့ကျွန်တော်တို့သူများနိုင်ငံကကြတော့ဟို တို့ကအများကြီးလာကြတယ်လေတို့ဟိုအားပေးတဲ့လူတွေပါကျွန်တော်တို့ကကျွန်တော်ရဲ့အမေရဲ့ကျွန်တော်ရဲ့ကျွန်တော် national driver ကျွန်တော်တို့၃ယောက်ပဲသွားကြတာသွားကြတဲ့အချိန်မှာဒါမဲ့ဟိုမှာလဲကျွန်တော်တို့အားပေးမယ်မြန်မာလေးရှိပါတယ်ဟိုဟိုတယ်မှာကျွန်တော်တို့တဲတဲ့ဟိုတယ်မှာလဲမြန်မာလေးမြန်မာလူသမားတွေရှိရယ်ပြီးတော့ကျွန်တော်တို့အခုသွားပြိုင်နေပြိုင်ပွဲနေရာမှာလဲမြန်မာလူသမားတွေရှိရောကျွန်တော်အားပေးကြပါတယ်အဲ့တော့အားငယ်စိတ်တော့မဖြစ်တော့ပါဘူးကျွန်တော်ပြန်ဝဲပြင်ပြိုင်တဲ့အချိန်မှာအော်ပထမဆုံးပြန်ဝဲအတွက် စုရစုရမယ်မရမယ်တော့ကျွန်တော်ကအဲ့လိုမျိုးမတွေးခဲ့ဘူးပထမဆုံးပြိုင်ပွဲဆိုကျွန်တော်အကောင်းဆုံးတော့ကြိုးစားလိုက်မယ်ဘာလို့ဆိုတော့ဒါကျွန်တော်ရဲ့ပထမဆုံးပြိုင်ပွဲအတွက်ကျွန်တော်အတွေ့အကြုံရခြင်းလို့သွားပြိုင်လိုက်တာအခုတကယ်မထင်မထားပဲဒီလိုစုရသွားတော့လေကျွန်တော်အရန်ဝမ်းသာပါတယ်ဟိုဘာလို့လဲဆိုတော့ကျွန်တော်ပြန်ကျွန်တော်အိမ်ပြန်ခီးမှာဘာမှမပါမဘာမှမပါမအတူဒီလိုစုလေးပါလာတော့ကျွန်တော်လည်းပို့ပြီးတော့ဝမ်းသာတာပေါ့ဒီကကျွန်တော်ရဲ့ပထမဆုံးအတွေ့အကြုံမှာဒီလိုဒီလောက်ထိရခဲ့ဆိုတော့ကျွန်တော်တို့အားတက်ရတယ်ဗျာအဲ့တော့ နောက်တစ်ခေါက်ပြန်ပွဲကိုလည်းကျွန်တော်ဒီတက်ဘူကြီးကောင်းကောင်းစူးစမ်းပါမယ်လို့ကျွန်တော်ကစဉ်းစားထားတယ်။ကျွန်တော်စုတွေအများကြီးရအောင်လည်းစူးစမ်းသွားပါမယ်။ကျွန်တော်ကိုလည်းဆက်လက်ပြီးအားပေးကြပါအောင်။အားလုံးကျေးဇူးတင်ပါတယ်။